ဆေးဝါးတွေကိုကြမ်းကြမ်းခံရှင်သန်နိုင်တဲ့ယောဂပိုးမွှားတွေကြောင့်တစ်နှစ်အတွင်းကဘာအနှံ့မှာကလေးသုံးသန်းဝန်းကျင်သိဆုံးခဲ့ကြောင်းသိရပါတယ်။2022ခုနှစ်မှာကြုံတွေ့ခဲ့တဲ့အဲ့ဒီအခြေအနေကကဘာတလွားမှာပရိစီဝါပိုးသက်ဆေးတွေရဲ့ဒဏ်ကိုခံနိုင်ရရှိတဲ့ဆေးရင်ပါယောဂပိုးမွှားတွေရဲ့ချိန်ချမှုအန္တရာယ်ကဘလောက်ကြီးမားနေသလဲဆိုတာကိုမြင်သာစေတယ်လို့ပညာရှင်တွေပြောပါတယ်။အထူးသဖြင့်အဲ့ဒီချင်းချမှုကိုအာဖရိကတိုင်းနဲ့အရှေ့တောင်အာရှဒေသတွေကခလီးငယ်တွေအစိုးဆုံးကြုံတွေ့ခံစားရနိုင်ခြေရှိတယ်လို့လဲ သူရေတနာအစီရင်ခံစာတစ်စောင်ကဖော်ပြထားတာပါ AMR လို့အတူကောက်ခေါ်ဝေါ်တဲ့ဈေးရင်ပါမှုအခြေအနေကနိုင်ငံတကာဈေးပညာနယ်ပယ်မှာခေါင်းခဲစရာအကောင်းဆုံးစိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကယောဂပိုးမွားတွေရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့်ရှိရင်ဆွဲပိုးသက်ဆေးတွေကိုခံနိုင်ရည်ရှိသွားခြင်းကိုဆုလိုတာပါ။အထက်အကြောင်းရင်းကပိုးသက်ဆေးတွေကိုလိုရာထပ်ပိုးပြီးဒါမှမဟုတ်မှန်ကန်မှုမရှိတဲ့နီလန်းတွေနဲ့သုံးဆွဲမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ပိုးသက်စိအမျိုးအစားအသစ်တွေကိုထုတ်လုပ်နေပေမဲ့အချိန်အများကြီးယူရတယ်လို့စရိတ်လည်းအရင်ကြီးပါတယ်။အမှန်တကယ်မလိုအပ်တဲ့အခြေအနေတွေမှာတော့ပိုးသက်စိတွေကိုအသုံးပြုနေခြင်းကတကယ်အန္တရာယ်ကြီးမားတဲ့ယောဂပိုးမှွာဝင်ရောက်မှုတွေကြုံလာတဲ့အခါဆေးမတိုးတော့တဲ့အခြေအနေတွေဖြစ်နိုင်ခြင်းမြင့်မာသွားစေပါတယ်။ WHO ကလည်း AMR ကိုမျက်မှောက်ခဲကမ္ဘာပေါ်မှာအန္တရာယ်အကြီးဆုံးကျန်းမာရေးစိန်ခေါ်မှုတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့လောလောဆယ်မှာတော့အဲ့ဒီအတွက်အပြည့်မရှိသေးဘူးလို့သိရပါတယ်ရှင်။